သူတို့ပေးတဲ့ပုံကောကရတယ်ဆိုတော့ဒီမှာယုံကြည်မှုများလာမှာလို့မြင်ပါလေအန်တီတို့အနေနဲ့ဒါလွတ်လပ်ပြီးတော့မျှတတဲ့ရွက်ောက်ပွဲဖြစ်ပါမလားလို့အန်တီတို့ကမိကုန်းထုတ်เสียပေါ်တယ်လေ International IDE ကဥဆောင်ကျင်းပါတယ်အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ခန်းနာမှာမြန်မာနိုင်ငံဒီမိုကရေစီရဲ့အနာဂတ်တွေကိုဆွေးနွေးခဲ့ကြပါတယ်မြန်မာနိုင်ငံရဲ့အနာဂတ်မှာဒီမိုကရေစီခန်းကဏ္ဍဟာအပြောင်းလဲဖြစ်လာနိုင်ပါမလားလာမယ့်ရွေးကောက်ပွဲမှာလည်း ဒီမိုကရေစီဆိုတဲ့နှစ်သာရကိုအပြည့်အဝခန်းစားနိုင်မှာလားမြမဒီမိုကရေစီရဲ့အနာဂတ်အကြောင်းအရာတွေကိုဒေါက်တာညွညွသိန်းဦးဆိုင်ရဲကြော်စွာမြင့်ဦးဟန်ညောင်ဝေဒေါ်ပန်စီထွန်းသိန်းဦးတင်မောင်ဦးမင်းခင်နဲ့မတိရာစန်းချောင်းတို့ကဆွေးနွေးခဲ့ကြတာပါမြမနိုင်ငံရဲ့ဒီမိုကရေစီကဏ္ဍကိုမြင့်တင်ပြီးဒီမိုကရေစီရတာကိုအပြည့်အဝလိုချင်သူတွေရဲ့အတန်တွေဟာလည်းစိတ်ဝင်စားစရာပါလာမယ့်ရွေးကောက်ပွဲကိုလူလူစိတ်ဝင်စားဖို့ဆွေးဆောင်ရမယ့်ချက်တွေကိုဥဟန်ညောင်ဝေကပြောပြခဲ့ပါတယ်။ အရင်ကကျင်းပခဲ့တဲ့ရွေးကောက်ပွဲတွေမှာဘလို့ပဲမဲပေပေထူးခြားမှုမရှိတဲ့အတွက်ပြည်သူလူထုရဲ့ယုံကြည်မှုကိုမရရှိခဲ့ပါဘူး။လာမယ့်ရွေးကောက်ပွဲမှာသာပြည်သူတွေရွေးချယ်တဲ့အတိုင်းအမှန်ဖြစ်လာခဲ့ရင်ယုံကြည်မှုကိုပြန်လည်ရရှိမှာပါလို့လည်းပြောခဲ့ပါဗျ။ လူတို့ကရွေးကောက်ပွဲချိန်မှာပဲလာ노ဆိုတာမဟုတ်ပဲနဲ့နေ့တိုင်းမှာဒီမိုကရေစီအခွင့်အရေးပါရှိတယ်လေသူတို့အတွက်ပါအကျိုးရှိတယ်လူတို့ကနိုင်ငံရေးထဲမှာပါလာလို့ဆိုရင်တော့ဒီမှာတော်တော်အကျိုးရှိမယ်မြင်ပါတယ်အခုအခက်ခဲဖြစ်တာကဘာလဲဆိုရင်ယုံကြည်မှုမရှိဘူးဘာကြောင့်လဲဆိုခိုးတုံးကရွေးကောက်ပွဲတွေကသူတို့အနေနဲ့ဘယ်လိုမဲပေးပေးမထူးဘူးဆိုတော့လူတို့ကစိတ်မပါဝင်တော့ဘူးသူက ဒီဒီဒီတစ်ခေါက်မှာငါတကယ်ပဲသူတို့လက်တွေ့ရေကောက်ပွဲမှာမဲပေးပြီးမှာသူတို့ပေးတဲ့ပုံကောကရရတယ်ဆိုတော့ဒီမှာယုံကြည်မှုများလာမှာလို့မြင်ပါလေ။လာမယ့်ရေကောက်ပွဲဟာဒီမိုကရေစီစံနှုန်းနဲ့ကိုက်ညီတဲ့ရေကောက်ပွဲမဖြစ်မှာကိုစိုးရိမ်နေသူကတော့ဒေါက်တာညိုညိုတင်ပါ။ဖန်စီကန်နိုင်ငံရေးကျင်းသား900မလွတ်မြောက်သေးတာကြောင့်လွတ်လပ်ပြီးတရားမျှတတဲ့ရေကောက်ပွဲဖြစ်ပါမလားဆိုတဲ့မေးခွန်းလည်းရှိနေပါတယ်။ အခုရွေးကောက်ပွဲနေတော့မယ်ပေါ့နော်အဲ့တော့အဲ့ဒီရွေးကောက်ပွဲကိုလွတ်လပ်ပြီးမျှတတဲ့ရွေးကောက်ပွဲဖြစ်စေခြင်းလို့ရှိရင်ပေါ့နော်ဒီမိုကရေစီစံနှုန်းနဲ့ပြည့်ဝတဲ့ရွေးကောက်ပွဲဖြစ်စေခြင်းလို့ရှိရင်ဘာတွေရှိတင်လဲဆိုတဲ့ကိစ္စတွေကိုလည်းအန်တီလို့ဆွေးနွေးကြတယ်ပေါ့နော်အဲ့ဒီမှာအန်တီအလေးထားပြီးဆွေးနွေးတာကတော့အားလုံးပါဝင်နိုင်မှုကိုဆွေးနွေးတယ်ပေါ့နော်အဲ့တော့အားလုံးပါဝင်နိုင်မှုနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့နေရာမှာအန်တီတို့နိုင်ငံမှာဒီနေ့နိုင်ငံရေးအကျဉ်းသားတွေတရားကျော်ရှိတယ်ပေါ့နော်အဲ့လိုနိုင်ငံရေးအကျဉ်းသားတရားကျော်ရှိတယ်နောက်တစ်ခါနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဖန်ဆီးခံထား ားရတဲ့ပေါ့နော်အာဒါဖန်စီခံအကျဉ်းကျ900ရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီလိုပုံကိုယ်ကြီးမပါဘဲနဲ့ပေါ့နော်ဒါပေမဲ့ရွေးကောက်ပွဲကိုကျင်းပမယ်ဆိုလို့ရှိရင်အန်တီတို့အနေနဲ့ဒါလွတ်လပ်ပြီးတော့အမျှတရရွက်ောက်ပွဲဖြစ်ပါမလားလို့အန်တီတို့ကမေးခွန်းထုတ်เสียပေါ်တယ်လေမြန်မာနိုင်ငံမှာဒီမိုကရေစီအပြောင်းလဲအတွက်ပြည်သူလူထုအပေါ်မှာအများဆုံးမူတည်နေတယ်လို့လာမယ့်ရွေးကောက်ပွဲနိုဝင်ဘာ10ရက်နေ့ကဒီမိုကရေစီအပြောင်းလဲမဟုတ်ဘဲငြိမ်းချမ်းရေးညှိနှိုင်းမှုတွေ လူနည်းစုလူမျိုးတွေရဲ့အခွင့်အရေးစတဲ့အခန်းကဏ္ဍတစ်ခုခြင်းစီဟာဒီမိုကရေစီအပြောင်းအလဲအတွက်အရေးပါတယ်လို့ International IDE ကမှတ်ဖြတ်ပေးခဲ့ပါတယ်။ If you look back at time in Myanmar, perhaps you could see that some things have changed. The direction of that change depends on the Myanmar people. It depends on what you will do, not only this November the 8th, but also what you can do in terms of uh, the peace process, the issues with uh, the minority rights, etc. So I think the assessment should be done by the uh, Myanmar uh, people, looking back at what they have achieved. And one first test comes this November the 8th, uh, in which uh, 32 or perhaps more million of people will are called to go to the polls and select a new representatives. I think after that election, it would be a good moment to assess how much uh, the Myanmar people have achieved in this time. အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ခန္ဓာကိုတက်ရောက်ခဲ့တဲ့ပူထံပွဲကတော့လေးစားရတဲ့ပုံကူကြီးတွေရဲ့ဓာတ်ရိုက်ဆွေးနွေးဟောပြောချက်တွေကိုကြားရတဲ့အတွက်တကယ်ကိုခွန်အားဖြစ်စေတယ်လို့ဆိုပါတယ်။ ကျွန်တော်တို့တကယ်ကိုလေးစားရတဲ့ပုံကိုယ်ကြီးပေါ့လေမှတည်တာစမ်းကြောင်းတို့လူမျိုးတကယ်ကိုပေးစားခဲ့တဲ့လူတွေရဲ့မြို့ပြားနေပြီးတော့ဒါလိုက်ကြားရတဲ့ခါကျတော့အများကြီးကိုတော်တော်ခွန်အားဖြစ်စေတာပေါ့လေ